အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတော်ရင်းယရနာရေးသားတဲ့ဟေတုပစ္စယောကိုခေတ္တအမြင်ဖြင့်ချင်းကလေးလာခြင်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်ဖြစ်ပေါ်လာသောအရာတိုင်းတွင် အကြောင်းတရားရှိသည် ဟုသောနိယာမတရားသည်စကြဝဠာဤအခြေခံအကြဆုံး တဘာဝတရားများထဲမှတစ်ခုဖြစ်သည်ယူပဗေဒပညာရဲ့မှဆ ảy ဇီဝဗေဒစိတ်ပညာနှင့်လူမှုဗေဒသည်ခင်မီသိပ္ပံပညာရဲ့များကပင် ဖြစ်စဉ်တိုင်း၌ရှုပ်တွေးနံနေသည်အကြောင်းတရားနှင့်အကျိုးဆက်ဆက်နွယ်မှုများရှိနေကြောင်း ထောက်ခံလျက်ရှိသည်ဤသို့သောဖြစ်ခြင်းဤအကြောင်းတရားများကို ရှေးခေတ်တ္တနာပညာရှင်များနှင့် ်ဘာသာရေးခေါင်းဆောင်များကလည်းနီလန်မျိုးစုံဖြင့်စင်ကျင်သုံးသက်ခဲ့ကြသည်ဗုဒ္ဓမြတ်စွာဘုရား၏နန်းနေသောအဘိဓမ္မာတရားတော်လားပဋ္ဌာန်းဒီသနာတော်ကြီးသည်ဤအကြောင်းအကျိုးဆက်နွယ်မှုကိုအကျယ်ပြန့်ဆုံးနှင့် အနက်ဆိုင်ဆုံးဖွင့်ဆိုပြခဲ့သည် တရားတော်တရေဖြစ်ပြီး၎င်း၌ပါဝင်သောပစ္စယများအနံဟေတုပစ္စယောသည် အခြေခံအကြဆုံးနှင့် အရေးပါဆုံးသော အကြောင်းတရားဆက်နွယ်မှုကို ဖော်ပြနေပါသည်ယနေ့ခေတ်လူငယ်များသည်ရှုပ်ထွေးပြောင်းလဲနေသောကဘာကြီးကိုရင်ဆိုင်ကြုံတွေ့နေရပြီးမိမိတို့ဤဘဝစိတ်ခံစားမှုနှင့်ပတ်ဝန်းကျင်အပေါ်နားလည်နိုင်ရန်နီးလန်းများကို ရှာဖွေလျက်ရှိကြသည်တရားတော်လာဟေတုပစ္စယောတိခေတ်သစ်လူငယ်များမိမိတို့၏အတွင်းစိတ်နှင့် ပြင်ပကဘာကိုပုံမူနားလည်နိုင်ရန် ရင်ဆိုင်နေရသည့်ပြတနာများကိုဖြည့်ရှင်းနိုင်ရန်နှင့်ဘဝကို အတိတ်ပဲပြေဝစွာတည်ဆောက်နိုင်ရန်အတွက်အလွန်ဆွမ်းထက်သည့်မှန်ဘလူးတစ်ခုဖြစ်နိုင်ပါသည်ဤဆောင်ပါ၌အဘိဓမ္မာလာဟေတုပစ္စယောဤသဘောတရားကို မိတ်ဆက်ပြီး၎င်းအားခေတ္တလူငယ်များဤဘဝရှုထောင့်မှာ မြည်တို့ချင်းကလေလာနိုင်ကြောင်းတင်ပြလိုပါသည်ဟေတုပစ္စယောဤအနှစ်သာရဟေတုပစ္စယောဟုသည် အရင်းမြစ်သဘောတရားဖြစ်သောအကြောင်းတရားဟေတုကအထောက်ပံ့ပေး၍ဖြစ်စေတတ်သောပစ္စယောသဘောတရားကိုဆိုလိုပါသည် ဟေတုဆိုသည်မှာတတ္တဝါတို့ဤစိတ်နှင့်ဆက်ဆက်နေသောကုသိုလ်နှင့်အကုသိုလ်ဤ အရင်းခံများဖြစ်သည့်တရား၆ပါးကိုအဓိကအားဖြင့်ရည်ညွှန်းပါသည်။၎င်းတို့မှာလောဘတခုခုကိုလိုချင်တတ်မှတ်သည့်စိတ်ဒေါသမကြည်နှက်ခြင်းအမျက်ထွက်ခြင်းမုန်းတီးခြင်းမောဟအမှန်တရားကိုမသိခြင်းတွေ့ဝေခြင်းအလောဘမလိုချင်မတတ်မှတ်ခြင်းပေးကမ်းလိုခြင်းစွန့်လွတ်နိုင်ခြင်း အဒေါသချစ်ခင်ခြင်းမေတ္တာထားခြင်းတီးခံခြင်းအမောဟအမှန်တရားကိုသိခြင်းပိုင်းခြားသိမြင်ခြင်းပညာဉာဏ်ရှိခြင်းဤတရား၆ပါးသည်မိမိတို့၏စိတ်ထဲ၌ဖြစ်ပေါ်လာသော အခြားသောစိတ်များ စိတ်နှင့်ရှင်သောတရားများထို့အပြင် ထိုစိတ်များကြောင့်ဖြစ်ပေါ်လာသည့်ရုပ်တရားများဥပမာကာယကံဝစီကံတို့အတွက် အခြေခံအကြောင်းရင်းအမြင့်များဖြစ်ကြသည်။လေသမားတဦးသည် ကောင်းသောမျိုးစေ့ကိုမြေကောင်း၌စိုက်ပါက ကောင်းသောအပင်ပေါက်၍ကောင်းသောအသီးကိုရရှိတကဲ့သို့မကောင်းသောမျိုးစေ့စိုက်ပါက မကောင်းသောအပင်သာရရှိမည်ဖြစ်ပေရာထိုနည်းတူစိတ်ထဲ၌ကောင်းသောဟေတုကုသိုလ်များထားရှိပါကကောင်းသောအကျိုးဆက်များဖြစ်ပေါ်စေပြီး မကောင်းသောဟေတု အကုသူများလွှမ်းမိုးပါက မကောင်းသောအကျိုးဆက်များကို ဖြစ်ပေါ်စေပါသည်ဟေတုပစ္စယောတိဤသို့အကြောင်းတရားဤခိုင်မာသည့်အစွမ်းတတ္တိကို ဖော်ပြနေခြင်းဖြစ်ပါသည်ယနေ့ခေတ်လူဘဝကိုဟေတုပစ္စယောဖြင့်ဆက်ဆက်ကြည့်ခြင်းဟေတုပစ္စယောဟုသောအဘိဓမ္မာတရားသည်ရွတ်ဖက်ရမည်တရားဓမ္မတစ်ခုမျှသာမဟုတ်ပေယနေ့ခေတ်လူငယ်များ နေစဉ်နှင့်အမျှရင်ဆိုင်ကြုံတွေ့နေရသောဘဝ၏ရှုပ်ထွေးမှုများကို ရှင်းလင်းပြသစွာ မြင်နိုင်ရန်ကူညီပေးနိုင်သည့်တရားတစ်ခုလည်းဖြစ်ပါသည်လူမှုဘဝ၏ကဏ္ဍအသီးသီး၌ဟေတုပစ္စယော၏သဘောတရားကို လေလာသုံးသပ်ကြည့်နိုင်ပါသည်ဆိုရှယ်မီဒီယာဆိုရှယ်မီဒီယာပေါ်တွင်ပြုမှုလှုပ်ရှားမှုများသည်မြည်သည့်ဟေတုကလာသည်နည်းဟု စမ်းစစ်နိုင်သည်မိမိ၏ပုံရိပ်ကိုမြင့်တင်လိုခြင်းသူတစ်ပါးထံမှအတိမဲ့ပြုမှုရယူလိုခြင်းလောဘမောဟဟူသော အမြင့်များဖြင့်ပြုလို့သော တင်ပြမှုများသည်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုစိုးရိမ်ပူပန်မှုနှင့်ပြန်ဆိုင်လိုစိတ်များကို ဖြစ်ပေါ်စေနိုင်သည်အခြားတစ်ဖက်တွင်မိမိသိရှိနားလည်သည်များကို ဝေမျှလိုခြင်းအပြူသဘောဆောင်သော ဆက်ဆံရေးတိဆောက်လိုခြင်းအလောဘအဒေါသဟူသော အမြင့်များဖြင့် ပြုလုပ်သောတင်ပြမှုများသည်ပုံမကျမ်းမာသည့်စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့်အဓိပ္ပာယ်ရှိသောဆက်ဆံရေးများကို ဖြစ်ပေါ်စေပါသည်ပညာရေးနှင့်အလောက်ကိုင်းပညာသင်ကြားခြင်းသို့မဟုတ် အလောက်လောက်ကိုင်းခြင်း၌မြည်သည့်ဟေတုကလွန်မိုးနေသည်ကို သုံးတန်နိုင်သည်စင်မှန်သောတိလိုစိတ် တိုးတက်လို့စေအာမောဟအလောဘတို့ဖြင့်ကြိုးစားပါကနှဆိုင်သောနားလည်မှု လုပ်ငန်းခွင်၌ပျော်ရွှင်မှုနှင့်ရည်ရှိတည်တံ့သော အောင်မြင်မှုကို ရရှိနိုင်ပါသည်။ငွေကြေးသို့မဟုတ်ယာရုကိုသာအဓိကထားခြင်းသူတစ်ပါးနှင့်ပြိုင်ဆိုင်လိုခြင်း လောဘဒေါသတရားများဖြင့်လုံဆောင်ပါကအပေါ်ရန်အောင်မြင်မှုရရှိနိုင်တော်လဲစိတ်ဖိစီးမှုများခြင်းမပျော်ရွှင်ခြင်းနှင့် အတိတ်ပဲမဲခြင်းတို့ကိုခံစားရနိုင်ပါသည် လူအချင်းချင်းဆက်ဆံရေးများမိသားစုတငယ်ချင်းလောက်ဖို့ကိုင်းဖက်များနှင့်ဆက်ဆံရာတွင်မြည်သည့်ဟေတုကအခြေခံနေသည်ကိုစမ်းစစ်နိုင်သည် ကိုချင်းစာတရားနားလည်မှု ခွင်လွတ်မှုအဒေါသအမောဟတရားများက ခိုင်မာပြီးတာယာသောဆက်ဆံရေးများကိုတိဆောက်ပေးနိုင်ပါသည် တကူကောင်းဆန်းမှု အတ္တကြီးမှုအလွယ်တကူစိတ်ဆိုးခြင်းလောဘဒေါသတရားများကမူဆက်ဆံရေးပြိုကွဲခြင်းနှင့်စိတ်ဆင်းရဲမှုများကို ဖြစ်ပေါ်စေနိုင်ပါသည်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးယနေ့ကလူငယ်များအကြားအဖြစ်များလာသောစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုနှင့်စိတ်ဒက်ကြမှုတို့သည် ပြင်ပအခြေအနေများကြောင့်ထင်ရတော်လဲ၎င်းတို့၏အရင်းခံ၌ ဟေတုတရားများရှိနေပါသည်အတိတ်ကိုဆွဲလန်းခြင်းအနာဂတ်ကိုစိုးရင်ခြင်းမောဟ လောဘမကြည်နပ်မှုများစုဆောင်းထားခြင်းဒေါသဟူသော အမြင်များသည်စိတ်ပိုင်းဆိုင်ရာဒုက္ခ၏အခြေခံအကြောင်းများ ဖြစ်နိုင်ပါသည်တတိပဋ္ဌံဖြင့်ပြစ္ဆုတ်ပန်း၌နေထိုင်ခြင်းကျေးဇူးတင်စိတ်ထားခြင်းခွဲလွတ်ခြင်းအမောဟအလောဘအဒေါသဟူသော ကောင်းသောတရားများကို ပြုစုပြောထောင်ခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာကျမ်းမာမှုကိုမြင့်တင်နိုင်ပါသည်။ဟေတုကိုသိခြင်းအကျိုးဟေတုပစ္စယောကိုနားလည်ခြင်း၏အရေးကြီးဆုံးအကျိုးကျေးဇူးမှာမိမိ၏ဘဝအပေါ်မိမိကိုယ်တိုင်တာဝန်ယူနိုင်စွမ်းရှိလာခြင်းဖြစ်ပါသည်။ဖြစ်ပေါ်လာသောအကျိုးဆက်များကိုအလိုလိုဖြစ်သည်သို့မဟုတ်ကံကြမ္မာကစီမံသည်ဟု သဘောထားခြင်းအစားထို့အကျိုးဆက်များသည်မိမိ၏စိတ်ထဲမှဟေတုကြောင့်ဖြစ်ပေါ်လာကြောင်းသိမြင်လာသောအခါထိုအကြောင်းတရားများကို ပြောင်းလဲရန်ကြိုးစားအားထုတ်လာနိုင်ပါသည်ဤသည်မှာမိမိ၏စိတ်အခြေအနေနှင့်လုံရက်များကိုတတိပြုမိခြင်းမှစတင်ပါသည်မိမိ၏အတွေ့များခံစားချက်များနှင့်ပြုမှုမှုများ၏နောက်ွယ်၌မြည်သည့်ဟေတုက လွှမ်းမိုးနေသည်ကိုစင်ရှင်သုံးသက်ခြင်းဖြင့်အာကုတုဟေတုကိုသိရှိလာမည်ဖြစ်ပြီး၎င်းတို့ကိုလျှော့ချနိုင်ရန်ကြိုးစားလာနိုင်ပါသည်။တစ်ချိန်တည်းမှာပင်ကုတုဟေတုကို တမင်၎င်းမွေးမြူပြုစုခြင်းဖြင့်မိမိ၏စိတ်တရံကို မြင့်တင်နိုင်မည်ဖြစ်သည်။ကောင်းသောဟေတုများပြုစုပျိုးထောင်ခြင်းတွင်အောက်ပါအချက်များ ပါဝင်နိုင်ပါသည်။တတိဖြစ်နေထိုင်ခြင်း မိမိ၏စိတ်ထဲ၌ဖြစ်ပေါ်လာသော အတွေးများနှင့်ခံစားချက်များကိုအကဲဖြတ်ခြင်းမရှိဘဲတတိဖြစ်ရှုမှတ်ခြင်းစင်ခြင်းသုံးသပ်ခြင်းပြုမှုမှုတိုင်း၏နာကွယ်ကစေတနာကိုစမ်းစစ်ခြင်းမေတ္တာနှင့်ကရုဏာမွေးမြူခြင်းမိမိကိုယ်တိုင်နှင့် သူတစ်ပါးပေါ်ချစ်ခင်ကျင်နာစိတ်တနာကျင်နာစိတ်ထားရှိခြင်းပညာရှာမိခြင်းအမှန်တရားကို သိရှိနားလည်ရန် လေလာတင်ယူခြင်းတီးခန့်ခြင်းနှင့်ခွင့်လွှတ်ခြင်းဒေါသကိုမွေးမြူရမည့်အစားတီးခန့်ခြင်းနှင့်အမားများကို ခွင့်လွှတ်ပေးခြင်းဏီကုံးချုပ်ရမည်ဆိုပါလေဟေတုပစ္စယောတိဗုဒ္ဓအဘိဓမ္မာဤနန်းနေသောအစိပ်ပိုင်းတစ်ခု ဖြစ်တော်လဲ၎င်း၏အနှစ်သာရသည်ခေတ္တလူငယ်များ၏ဘဝအတွက်အလွန်တန်ဖိုးရှိသောလမ်းညွန်ချက်များကို ပေးဆွမ်းနိုင်ပါသည် မိမိတို့၏အတွင်းစိတ်၌ဟေတု၆ပါးမှမြည်သည့်ဟေတုရှိနေသည်ကိုတည်မြင်နားလည်ခြင်းသည်ပြင်ပလောကတွင်ဖြစ်ပေါ်လာသော အကျိုးဆက်များပစ္စယောကို နားလည်ရန်နှင့်ပုံဖော်ရန်အတွက်အဓိကတော့ချက်ဖြစ်သည်ဘဝသည် အကြောင်းကျိုးဆက်နွယ်မှုများဖြင့်တည်ဆောက်ထားပြီးထိုအကြောင်းတို့၏အရင်းခံသည်မိမိတို့၏စိတ်ထဲမှဟေတုများဖြစ်သည်ဟုသော အမှန်တရားကိုလက်ခံခြင်းအဖြစ်ခေလူငယ်များသည်မိမိတို့၏စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကို တိုးတက်အောင်လှုပ်ဆောင်နိုင်ပြီးပုံမိုခိုင်မာသောဆက်စပ်ရေးများတည်ဆောက်နိုင်ပြီးပညာရေးနှင့်အလုပ်ကိုင်း၌ပုံမိုကောင်းမွန်သောရလဒ်များရရှိနိုင်ပြီဖြစ်ပါသည်ဟေတုပစ္စယောဤနန်းနေမှုကိုလေးလာစမ်းစစ်ခြင်းအဖြစ်မိမိ၏ဘဝကိုအတိညာဖြင့်ထိန်းချုပ်နိုင်ပြီး အတိတ်ပဲပြည့်ဝသောအနာဂတ်ကိုတည်ဆောက်နိုင်ကြောင်းလေးနက်စွာ တင်ပြအပ်ပါသည်။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရရှင်။